2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့ကနေ30ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရည်ရဝန်းဟာပုံမှုအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပြီးမြန်မာနိုင်ငံဘက်သို့ရွေလျားခြင်းမရှိဘူးလို့ခန့်မှန်းရပါတယ်။မိုးအခြေအနေမှာတော့မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မိုးအားလျော့နေနိုင်ပြီးအများအားဖြင့်တာယာနိုင်ပါတယ်။ မြူချီနေမှာတော့မြန်မာနိုင်ငံတော်ဝန်လုံးတွင်မြူများကြဆင်းနိုင်ပါတယ်။နေ့လိုက်တပတ်စာမူလဝတ္ထအခြေအနေများကိုဆက်လက်တင်ဆက်ပေးပါမယ်။နိုဝင်ဘာလ24ရက်နေ့အတွက်မူလဝတ္ထကမန်းချက်ကဘင်္ဂလားပင်လယ်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းတွင်အများအပြားတာယာနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်ဘက်မှတိမ်အထင်တင်မှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကန်ယူတန်းမြဝကျွန်းပေါ်ဒေသများနဲ့မုဒ္ဒမကွေးဘက်မှာ လေဟာအရှိဘက်ကနေတနာယီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအသင့်တင်ရှိနိုင်ပါတယ်။တနင်္သာရီကန်ယူရန်ဘက်မှာတော့လေဟာအရှိဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်မှ လိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့စကိုင်းတိုင်းအထက်ပိုင်းတွင်နေရာကျဲကျဲမိုးတစ်ချုံရွာနိုင်ပြီးကချင်ပြည်နယ်ဘက်မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းဘက်မှာတိမ်အသင့်တင်ဖြစ်ထွန်းနိုင်ပြီး မင်္ဂလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းဧရာဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကိုရင်းနီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှအများအားဖြင့်တာယာနိုင်ပါတယ်။မြူချီနေမှာတော့မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်မြူများကြဆင်းနိုင်ပါတယ်။နိုဝင်ဘာလ25ရက်နေ့အတွက်မိုးလေဝသခမန်းချက်ကဘင်္ဂလားပင်လယ်အော်ချီနေမှာတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့်တာယာနိုင်ပြီး ကပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်အပတ်မှာတိမ်တင့်တင့်မှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်ခြေနေမှာတော့မြမကန်ယိုရန်တျှောက်နဲ့ကန်လုံပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်မြေပြင်လေဟာအရှေ့ဘက်ကနေတနာယီကို25မိုင်ကနေမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးချိန်ဒီမှာတော့ချင်းပြည်နယ်ဘက်တွင်နေရာကျကျမိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ဘက်မှာတိမ်အင့်အင့်ဖြစ်ထွန်းနိုင်ပါသေး မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းဧရာဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာအများအားဖြင့်တာယာနိုင်ပါတယ်။မြူချင်းနေမှာတော့မြန်မာနိုင်ငံတစ်ဝက်လုံးတွင်မြူများကြာဆင်းနိုင်ပါတယ်။ နိုဝင်ဘာလ26ရက်နေ့အတွင်းမိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းတွင်အများအားဖြင့်တာယာနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်ဘက်မှာတိမ်အထင်တင်မှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယိုရန်တလျှောက်နဲ့ကန်လွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်များကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်ကြစဉ်ရေပြင်မြေပြင်လေဟာအရှိတ်ဘက်ကနေတနာယီကို25မိုင်ကနေမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးအခြေအနေမှာတော့မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်မိုးအားယုံနေနိုင်ပြီးအများအားဖြင့်တာယာနိုင်ပါတယ်။မြူအခြေအနေမှာတော့မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်မြူများကျဆင်းနိုင်ပါတယ်။နိုဝင်ဘာလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းတွင်အများအားဖြင့်တာယာနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်ဘက်မှာတိမ်အထင်တွေမှတိမ်ထူတတ်နိုင်ပါတယ်။ပင်လယ်ပြင်ခြေနေမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်ဘက်မှာ တခါတရံမိုးတက်လေပြင်းများကြောက်ရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိတ်ဘက်ကနေတနာယီကို25မိုင်ကနေမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။ မြူအခြေအနေမှာတော့မြန်မာနိုင်ငံတစ်ခွလုံးတွင်မြူများကြာဆင်းနိုင်ပါတယ်နိုဝင်ဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်ချင်းနီမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်သင့်တင့်မှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်ချင်းနီမှာတော့မြမကန်ယိုရန်တခြားနဲ့ကန်လွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လီပြင်းများကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိတ်ကနေ တနာယီကို25မိုင်ကနေမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်မိုးအားလျော့နေနိုင်ပြီးအများအားဖြင့်သားရနိုင်ပါတယ်။ညအခြေအနေမှာတော့မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်မြူများကျဆင်းနိုင်ပါတယ်။နိုဝင်ဘာလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်အထင်းတင်းမှတိမ်ထူတက်နိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယိုရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိတ်ဘက်ကနေတနာယီကို25မိုင်ကနေ25မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးချီနေမှာတော့ချင်းပြည်နယ်ဘက်တွင်တိမ်အင့်တင့်ဖြစ်ထွန်းနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကိုရင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာအများအားဖြင့်တာယာနိုင်ပါတယ်။မြူချီနေမှာတော့မြန်မာနိုင်ငံတစ်ဖက်လုံးတွင်မြူများကြာဆင်းနိုင်ပါတယ်။နိုဝင်ဘာလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်ော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်ဘက်မှာတရင်တင်တင်မှတိမ်ထူတက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယိုရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးတက်လေပြင်းများကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိတ်ဘက်ကနေတနာယီကို15မိုင်ကနေ25မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့မြမနိုင်ငံတစ်ခွန်းလုံးတွင်မိုးအားလျော့နေနိုင်ပြီးအများအားဖြင့်တာယာနိုင်ပါတယ်။ညအခြေအနေမှာတော့မြမနိုင်ငံတစ်ခွန်းလုံးတွင်ညများကြာဆင်းနိုင်ပါတယ်ခင်ဗျာ။